လုံးမင်္ဂလာပါခုဆိုရာဒီဥတုကလည်းအရန်ပူတယ်ကျွန်တော်စားနေကြပါတော့ဟင်းနေပဲဖြစ်ဖြစ်အသားဟင်းနေကပဲဖြစ်ကျွန်တော်ညီငွေ့လာပြီဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်ချက်ပြရတဲ့သီးဆုံဘက်ကလာဟင်းနဲ့ငရုတ်တီစားတောင်းလေးကိုလိုက်ပြီးတော့ချက်စားကြည့်ဖို့ကိုအကြံပြုချင်ပါတယ်ဒါကလည်းအရန်ကိုထမင်းမိန်စေတဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ခင်ဗျာဘက်ကလာဟင်းချက်ဖို့အတွက်ကိုဘဲကိုအရင်ဆုံးနူးအောင်ပြုတ်လိုက်ပါမယ်ဒါကတော့ကျွန်တော်ဟင်းထဲမှာထည့်ချက်မဲ့သီးဆုံလေးတွေပါ ဒီဟင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်အသီးအရွက်အစုံထည့်ထားရတယ်ဒီအသီးအရွက်တွေကိုမှကျွန်တော်ဘတ်60လောက်ပဲကုန်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ပြင်းတော့တင်ရွက်ကတော့ကျွန်တော်ရှာလို့မရတဲ့အတွက်ကြောင့်မလို့ပြင်းတော့တင်ရွက်တစ်ခုကတော့လိုခဲ့တယ်ပေါ့နော် ကျွန်တော်တို့ခရမ်းသီးပါမယ်ပြီးလို့ရှိရင်ပဲလင်းမွေသီးပါမယ်ပြီးရင်ပန်းဘူးပဲသီးပြီးရင်ယုံပရေသီးခရမ်းသီးခရမ်းကျင်သီးပေါ့နော်ဒါအစုံပါတယ်ဒါတွေကိုလည်းကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ချက်ဖို့အတွက်ကိုတင့်တော်တဲ့အနေအထားအတုံးလေးတွေကိုကျွန်တော်တို့ပိုင်ထားပါမယ်ဒီနေရာမှာကျွန်တော်တို့အာလူးတွေထည့်ကျင်တယ်ဆိုရင်လည်းအာလူးတွေလည်းထည့်လို့ရတယ်ကျွန်တော်ကတော့ဒီဟင်းထဲမှာကျွန်တော်ဘဲဥပါထပ်ထည့်မှာပေါ့နော်ဒါမှအရန်ကိုစားကောင်းတယ်ကျွန်တော်တို့သီးဆုံးဘဲကလာဟင်းလေးဖြစ်မှာပါပြင်းတော်တင်ရွက်ပါတယ်ဆိုလို့ရှိရင်တော့အနမ်းပုံမွေပြီးတော့ပို့ပြီးတော့လည်းစားကောင်းပါတယ်ဒါကြောင့်မို့လို့ပြင်းတော်တင်ရွက်ရှာလို့ရလို့ဆိုရင်တော့ပြင်းတော် ံးသိမ်းရပါထဲဖို့ကိုအကြံပြုချင်ပါတယ်ခင်ဗျာပန်းဘူးတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ပန်းဘူးရဲ့အောက်ကအညာပေါ့နော်ရိုးတဲ့အညာလေးကိုပါကျွန်တော်ကမပစ်ပဲနဲ့တခါတည်းထည့်လိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဝါတဲ့ခါမှာချိုလဲချိုသလိုစားလို့လည်းပိုကောင်းပါတယ်ပဲသီးတွေကိုလည်းကျွန်တော်ကျွန်တော်ခက်ကြံကြံလေးပဲကျွန်တော်ပိုင်းလိုက်ပါတယ်လက်နဲ့ပေါ့နော်ဒီတိုင်းပြင်ကနေနည်းနည်းနုံးနေတဲ့အပိုင်းတွေကိုတော့ကျွန်တော်ဖယ်ထုတ်လိုက်ပါမယ်ရုံးပရိသေးကိုလည်းကျွန်တော်နှစ်ပိုင်းလေးပိုင်းထားလိုက်ပါမယ်ခင်ဗျာ မုံလာဦးကိုကြာတော့ကျွန်တော်တို့အရင်ဆုံးအခွန်လေးတွေကိုကျွန်တော်တို့ချစ်ထုတ်လိုက်မယ်ချစ်ထုတ်ပြီးလို့ရှိရင်အလုံးအယံကြီးတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးနှစ်ချမ်းခွဲပြီးတော့မှတုံလိုက်ပါမယ်ခင်ဗျာအသေးရွက်တွေလည်းဆင်းနှင်းဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေးဆေးပြီးတော့ရာသနှက်ပါမယ်ဆနွေးမုတ်အနေငယ်အချိုမုတ်အနေငယ်စားအနေငယ်နဲ့စဉ်စားငပိအနေငယ်ထည့်ပြီးတော့ကျွန်တော်တို့အရသာဝင်အောင်အရင်ဆုံးနဲ့နှက်လိုက်ပါမယ်ခင်ဗျာ အားလုံးနေပြီဆိုမှငရုတ်တိကျက်တုံထောင်းထားတာလေးကိုပါကျွန်တော်ရောပြီးတော့နေလိုက်ပါမယ်ဒီနေရာမှာအိုးထဲမှာတခါတည်းထည့်နေလို့ရပါတယ်ကျွန်တော်အိုးလေးကနည်းနည်းသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဇလားထဲမှာအရင်ဆုံးနေပြီးတော့မှအိုးထဲကိုပြောင်းထည့်ပါမယ်ခင်ဗျာ ကျွန်တော်ကဒီနေ့မှဒီနေ့မှပြင်းထန်တဲ့ရွက်မထည့်ထားရတဲ့ကြောင့်မလို့စီမတက်တဲ့ဝန်တော့ပြင်းထန်တဲ့ရွက်ထည့်မယ်ဆိုလို့ရှိရင်တော့စီတက်ပြီးချက်တယ်ဆိုလို့ရှိရင်ပြင်းထန်တဲ့ရွက်အနံကပို့ပြီးတော့လဲမှုေးပါတယ်ကျွန်တော်ကတော့ဒီနေ့မှလုံပြီးတော့လဲချက်လိုက်ပါမယ်ပဲကိုလည်းပြုတ်ပြီးမှချက်တာကပိုကောင်းပါတယ်ဘာကြောင့်လဲဆိုအစိမ်းတိုင်းကျွန်တော်တို့ထည့်တယ်ဆိုလို့ရှိရင်တော့ပဲကမာဆက်ဆက်ပေါ့နော်ကျွန်တော်တို့အတီးရွက်တွေနူးသွားပေမဲ့ပဲကမာပြီးတော့ကြံခဲ့တက်ပါတယ်ဒါကြောင့်မလို့ပဲကိုအရင်ပြုတ်ဖို့အတွက်ကိုအကြံပြုချင်ပါတယ်ပြီးရင်တော့စီလေးအနေငယ်ထည့်ပြီးရင်ကျွန်တော်တို့အဖုံးလေးဖုံးပြီးတော့အားလုံးနူးွားအောင်ကျွန်တော်အရင်တင်လိုက်ပါမယ်ခင်ဗျာ ဒါလေးတည့်ပြီးတဲ့အခါမှာကျွန်တော်ကလွယ်ကူရိုးရှင်းတဲ့ကျွန်တော်တို့ငရုတ်သီးစားတောင်းလေးကိုအရင်ထောင်းပါမယ်။အရင်ဆုံးကြက်သွန်ပြူအခွန်နွာထားတာလေးကိုကျွန်တော်တို့မညက်တညက်လေးထောင်းလိုက်ပါမယ်။ပြီးလို့ရှိရင်တော့ကြက်သွန်နီပေါ့နော်။ကြက်သွန်နီလေးတွေကိုလည်းကျွန်တော်တို့မညက်တညက်လေးထောင်းမယ်။ဒီနှစ်ခုကိုရောထောင်းပြီဆိုလို့ရှိရင်တော့ပစွန်ချောက်လေးပါကျွန်တော်တို့ထည့်လိုက်ပါမယ်။ငရုတ်သီးစားတောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီမှာစားကိုလည်းပို့ပြီးတော့ကျွန်တော်တို့ထည့်လိုက်မယ်။စားကအရင်ကြီးငန်သွားတဲ့ဆိုရင်လည်းဒီဟင်းနဲ့ကအဆင်ပြေသေးတယ်ပေါ့နော်။ပြီးရင်တော့ငရုတ်သီးအကြံမုတ်လေးထည့်လိုက်ပါမယ်။တချို့ကတော့ငရုတ်သီးအကြံဘက်ကိုထည့်ကြပါဗျာ။ ဒါတွေအားလုံးကိုရောသမားမှွေပြီးတော့ထောင်းပြီးဆိုလို့ရှိရင်တော့အရာသားလေးအနေငယ်ညီဖို့အတွက်ကိုပေါ့နော်ကျွန်တော်တို့အချုံမုတ်လေးအနေငယ်ထည့်လိုက်တယ်အားလုံးရသွားပြီးဆိုလို့ရှိရင်တော့စီလေးအနေငယ်ထည့်ပြင်တော့လွယ်ကူရိုးရှင်းတဲ့ငရုတ်တီစားတောင်းလေးရပါပြီခင်ဗျာတီးဆောင်အိုလေးပြန်ဆူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဘဲဥပြုတ်ထားတာလေးကိုထည့်လိုက်ပါမယ်ဒီနေရာမှာအာလူးလေးထည့်တယ်ဆိုရင်လည်းပိုကောင်းတယ်ပေါ့နော်အာလူးထည့်မယ်ဆိုလို့ရှိရင်တော့ အတီးရွက်တွေထည့်ကြတဲ့ကကျွန်တော်တို့ကြိုပြီးတော့ချက်ထားတင်ပါတယ်ပြီးရင်တော့အရသာမြည်ပြီးပြီဆိုလို့ရှိရင်အရသာလေးလိုတယ်ဆိုရင်ကျွန်တော်ကတော့ငံပြားရဲ့အနှဲငယ်လေးထည့်လိုက်ပါတယ်အချိုလိုတယ်ဆိုရင်တော့ဟင်းခတ်မုတ်လေးအနှဲငယ်ထည့်လို့ရပါတယ်ပြီးရင်တော့မကြီးမဲ့လေးပေါ့နော်မကြီးမဲ့ရေစိမ်းထားတာလေးကိုဖြောပြီးတော့ထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ ချိုချင်းချင်းချင်းငငန်ဆက်ဆက်လေးနဲ့ကျွန်တော်တို့အရန်ကုန်မစားကောင်းတဲ့တီးဆုံဘဲကလာဟင်းလေးရပါရခင်ဗျာဒါကိုမှငရုတ်တီစားတောင်းလေးနဲ့တွဲစားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထမင်းလဲမိန်တယ်လို့အရန်လဲစားကောင်းတဲ့ဟင်းအတွက်လေးဖြစ်ပါတယ်အခုလိုပူပြင်းတဲ့ရသည်မှာကျွန်တော်တို့ဘာမှထမင်းစားမဝင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့တကြံကာလာတွေမှာပဲဖြစ်ဖြစ်အလှူတန်းတွေမှာပဲဖြစ်ဖြစ်အခုလိုပေါ့နော်တီးဆုံဘဲကလာဟင်းလေးရဲ့ငရုတ်တီစားတောင်းလေးရဲ့နဲ့ငချောက်ကြော်လေးရဲ့ကမပါမဖြစ်မြန်မာတွေရဲ့အယိုးရအစားအစာဇက်လိုက်ကြော်ပဲဖြစ်ပါတယ်ဒီခုခုချက်ပြီးတိုင်းအရန်သင်စားဖို့စောင့်နေတဲ့ကျွန်တော်ရဲ့ဇက်လိုက်မင်းသားမင်းသမီး ီးအုပ်ကိုကြည့်ပြီးတော့စားကျင်တယ်ဆိုလို့ရှိရင်တော့အမြန်ချက်စားကြည့်ဖို့ကိုအကြံပြုချင်ပါတယ်ခင်ဗျာနောက်ဘလော့မှာပြန်တွေ့ပါမယ်